ကျမျိုးတွေအားလုံးပဲမင်္ဂလာပါအောင်မြင် YouTube channel ကြိုဆိုပါရစေ။ဒါကျွန်တော်တို့တပတ်စာပေးထားတဲ့အခွေပေါ့နော်ဒီရဲထဲမှာဆိုကျွန်တော်မနေ့ကဗီဒီယိုတင်ထားတာရှိတယ်ပေါ့နော်။အဲ့ဒါလေးရဲမနေ့ကပေါ့မနေ့ကတင်ထားတာဒီ tip rate ဆိုရင်ကျွန်တော်မသုံးတော့ဘူးဗျာ။ tip rate ဆိုအမှန်တကယ်ကတော့ကျွန်တော်ကဒီရဲဟာတွေထွက်ပြီးသွားရင်ကျွန်တော်သုံးမယ်ဆိုပြီးတွေးကြတာပေါ့နော်။အခုကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ68အခွေထွက်ပြီးသွားပြီ။ ၄၆ခုထွက်ပြီးသွားပြီးရင်အပူးထွက်ပြီးသွားပြီပေါ့နော်အဲ့နှစ်ခုထွက်ပြီးသွားပြီဆိုရင်ကျွန်တော်ကြံတာလေးသုံးမယ်ဆိုပြီးတွေးတာဒါပေမဲ့ကျွန်တော်တို့မှာ6သုံးလုံးတန်းထားတဲ့အတွက်တီးတဲ့ကစားမဲ့ frame ရှိရပြန်ပိုကြိုက်တဲ့ frame ပေါ့နော်အဲ့တော့ကျွန်တော်ဒီ tip break ကိုလည်းကျွန်တော်မသုံးတော့ဘူးပေါ့နော် tip break မသုံးတော့ဘူးဒီ9ခုခွေတယ်ပဲကျွန်တော်ဒါမနေ့တည်းကပယ်ထားရတာပေါ့နော် ြီးဒီနှစ်ခုခွေရောပေါ့အတူတူပဲပေါ့အဲ့တော့ကျွန်တော်တို့ဒီမှာဒီနှစ်ခုထွက်သွားပြီဒီကောင်ရောဒီကောင်ရောထွက်သွားပြီဆိုတော့ကျွန်တော်တို့မှကြံလာဆိုလို့ကျွန်တော်ဒီကောင်ဒီ၃ည၁နှစ်၃နဲ့ကိုဘရိတ်ပဲကြံတယ်ပေါ့နော်အဲ့မှာကျွန်တော်တခုပြောချင်တာကကိုဘရိတ်ကတတိထားပြီးကစားပြီးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့မကြိုက်ဘူးမဟုတ်ဘူးကြိုက်တယ်ထွက်နေတာဒီလေပဲသဘောချဖို့ကောင်းတယ်ဒါပေမဲ့ကိုဘရိတ်ကပျောက်တာ၃ဘက်လောက်ရှိပြီဗျာဒါပေမဲ့အဲ့ကိုဘရိတ်ကျောက်တာ၃ဘက်လောက်ရှိပြီ အဲ့ဒါကိုမှကျွန်တော်တစ်ချက်ကြည့်ပြောကျွန်တော်ကူဘရိတ်ကဘယ်ချိန်နဲ့ပြောသွားလဲဆိုဒီဒီ၄၅လာပြီးရပျောက်သွားတာဒီဘက်နှစ်ဘက်သုံးဘက်ပေါ့နော်သုံးဘက်မှာကျွန်တော်ကူဘရိတ်လုံးဝမထွက်တော့အဲ့မှာသူကထူးခြားတဲ့ကြက်အနေနဲ့ဗာရှိတယ်ဆိုအဲ့လိုမျိုးကူဘရိတ်ပျောက်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့သူအလဲခွာကူဖြစ်တယ်ပေါ့နော်အလဲခွာကူဆိုတာဒီမှာတစ်ချိန်ဖြစ်တယ် ြီးရင်ဒီမှာကျွန်တော်တို့တစ်ချိန်ထပ်ဖြစ်ထားတယ်အလဲကွာကူအလဲကွာကူနှစ်ချိန်ဖြစ်တာကျွန်တော်တို့၃ချိန်မြောက်ဖြစ်ပြီဆိုလို့ရှင်တော့တေချာပေါ့အဲ့ကူတွေကဆင်းပြီးတယ်ဗျာအဲ့ဒါအဲ့ဆင်းတာတွေဒီပဲလေပဲကျွန်တော်တို့ဒီကွာကူဖြစ်တဲ့ဟာဒီ၄၅လို့ဟာမျိုး၁၈လို့ဟာမျိုးကူနောက်ထပ်တစ်ချိန်ဖြစ်မြောက်မယ်တနင်္သုံးဝက်လောက်နဲ့ပဲထိုးလို့ရတယ်ဗောနော်အဲ့တော့ကတော့ကျွန်တော်ယူထားတာ2ကျင်း4ကျင်း6ကျင်း8ကျင်း10ကျင်း 12ကြိမ်14ကြိမ်15ကြိမ်ပေါ့နော်နောက်ဆုံးဖြစ်ထားတဲ့15ကြိမ်ကိုယူထားတယ်ပေါ့နော်အဲနောက်ဆုံးဖြစ်ထားတဲ့15ကြိမ်မှာကျွန်တော်တို့ကနန်း3လုံးတန်းထားတာတွေကိုယူထားတယ်ကနန်း3လုံးတန်းသွားပြီဆိုရင်သူကဘာရှိလဲဆိုတော့ကျွန်တော်တို့မှာကနန်းအခုကျွန်တော်တို့ဒီလိုကနန်း3လုံးတန်းသွားပြီဆိုလို့ရှိရင်နံပါတ်1ပထမဆုံးကျွန်တော်တို့ရဲ့ပထမမူကကျွန်တော်ဒီအပူးဖြစ်တဲ့ဒီ6ပူးပေါ့နော်အပူးနဲ့ပဲတန်းတာဟုတ်သူကအပူးမဖြစ်ရင်တန်းလို့မရဘူးကနန်း3လုံး ဲ့တော့အဲ့အပူးကိုဖယ်လာကျွန်တော်အပူးကိုဖယ်ပြီးကြမ်းတဲ့ကနန်းဒီနှလုံးကိုတုံညနဲ့ကပ်အဲ့ဒါဆိုရင်ကျွန်တော်6တိတုံညအခွေပေါ့နော်အဲ့အခွေရှိမယ်အဲ့ကောင်ဒီလည်းပဲသူက2ရက်တော့အပြင်မှာလာတယ်ပေါ့နော်နောက်ထပ်တစ်ခုကနောက်ထပ်တစ်ခွေရကြတော့သူကတေချာပေါက်ထွက်ပြီးနေတဲ့အခွေကျွန်တော်တို့9ခွန်တုံညဆိုတဲ့အခွေအဲ့ဒါကို ော်တော်များများကခြေရည်နှစ်ထည့်ပြီးနှစ်ခွန်းသုံးညငါးဆိုပြီးကစားကြရတယ်ဗောနော်မလို့ကျွန်တော်ပြောတာငါးခွန်းသုံးညအခွေပဲကစားလို့ရတယ်ဗောနော်အဲ့အခွေနှစ်ခွေရှိမယ်ကျွန်တော်တို့630အခွေနဲ့ငါးခွန်းသုံးညအခွေဗောနော်အဲ့နှစ်ခွေရှိမယ်အဲ့ဒါကိုကျွန်တော်တစ်ချက်စစ်ပြပေးမယ်ပြက်ပြင်လေးတွေကတော့မရှိဘူးမဟုတ်ဘူးရှိတာလေဒါပေမဲ့ကျွန်တော်တို့ကစားလို့ရတယ်ဗောနော်ကျွန်တော်တို့ဒီသူကဒီလိုကျွန်တော်တို့သုံးကနန်းသုံးလုံးတန်းပြီဆိုရင်သူ့ရဲ့အောက်ဒီ ထွက်ရင်ထွက်မထွက်ရင်သူနောက်ဘက်မှာထွက်တယ်ပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့မူးနှစ်ခုရဆိုတဲ့ကိုကိုကိုဖယ်လိုက်ရင်683ည sorry ကိုကိုကိုဖယ်လိုက်လို့ရှိရင်ကျွန်တော်တို့683ညအခွေဆိုလို့ရှိရင်ဒီမှာ80ဆိုပြီးထွက်သွားတာပေါ့နော်80ဆိုပြီးသွားတယ်305ခုအခွေရတော့ဒီမှာပိတ်ရက်လည်းရှိတယ်မထွက်ဘဲနဲ့ဒီအောက်ကျမှာ305ခုဆိုပြီးထွက်လာတယ်ပေါ့နော်ဒါတကြိမ်သူကဒီကျွန်တော်ဒီပတ်ထဲမှာမထွက်ဘူးဆိုနောက်ပတ်လည်းထထိုးရမယ်ပုံစံမျိုးပေါ့ဗျဒါပေမဲ့ဒီပတ်ထဲမှာထွက်ဖို့ရာခိုင်နှုန်းကများတယ်ပေါ့နော် အဲ့လိုပုံစံမျိုးသွားတာဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တစ်သုံးလုံးတန်းထားတယ်အဲ့တော့ဒီကျွန်တော်တို့ဒီအပူကိုဖယ်လိုက်တလေးတုံညာအခွေဆိုပြီးတလေးထွက်တယ်ပေါ့နော်ပြီးရင်၅ခွန်တုံညာအခွေက၅ခွန်ဆိုပြီးထွက်တယ်ဒီတိုင်းပဲဒီမှာလည်းကျွန်တော်တို့ခွန်လေးတုံညာဒီခွန်လေးတုံညာအခွေဆိုပြီးဒီမှာတုံညာလေးဆိုပြီးထွက်တယ်တုံညာ၅ခွန်ပေါ့နော်၅ခွန်တုံညာအခွေက၅ခွန်ထွက်တယ်ဒီမှာလည်းပဲကျွန်တော်တို့လေးသုံးလုံးတန်းထားပြီဒီမှာလေးနှလုံးကိုဖယ်လိုက်ရင်ကိုးလေးတုံညာအခွေအဲ့တော့90ဆိုပြီးထွက်တယ် ပြီးရင်ဒီပထဲမှာမထွက်ရင်305ခုံအဖေရဒီမှာထပ်ထွက်တယ်ပေါ့နော်ဒီကောင်လည်းဒီထုံလေးတစ်ကောင်ပဲကျွန်တော်တစ်သုံးလုံးတန်းသွားပြီတစ်သုံးလုံးတန်းသွားပြီဆိုလို့ရှိရင်ဒီမှာတစ်နှလုံးအဖေ63အခွေဆို63နဲ့60ထပ်တယ်ပြီးပြီဆိုမှ305ခုံအခွေအဲဒီမှာကျတော့ကျွန်တော်တို့တော့နှစ်ခါဖြစ်တာပေါ့နော်ဒီမှာတော့နှစ်ခါဖြစ်သွားတယ်ကျွန်တော်တို့ဒီမှာကျတော့ဒီကျွန်တော်တို့ဒီ ီအောက်ကဟာကိုပဲယူမယ်ဆိုရင်ဒီရှင်ငါးတုံညာဆိုတော့အခုရတော့ထွက်မလာဘူးပေါ့နော်ပြက်သွားတယ်ရှင်ငါးတုံညာအခုရပြက်သွားတယ်ဒါမဲ့ခွန်90အခုရတော့ထွက်တယ်ပေါ့နော်ဒီခွန်90ဆိုပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့390အခုရ390ဒီ390အခုရဒီမှာလဲထုံလို့ကောင်းမယ်90ပဲဒါခွန်90အခုလဲဒီမှာ9ခွန်3ညာခွန်ဆိုပြီးထွက်တယ်ပေါ့နော်ဒီမှာလဲ9 3လုံးတန်းလာပြီခွန်90အခုဆိုပြီးထွက်တယ် ပြီးွားလို့ရှင်ကျွန်တော်ဒီမှာ983ည983အခွေဆိုပြီးတော့ရှိရ983ည983အခွေလေဒီမှာမထွက်တော့ဘူးပေါ့နော်983ည983ကိုမထွက်တော့ဘူးဒီမှာ59နဲ့80ဆိုပြီးထွက်တယ်ပေါ့နော်305ကိုခွေရဒီမှာလည်းပဲကျွန်တော်တို့တစ်သုံးလုံးတန်းထားပြီအဲ့တော့တစ်သုံးလုံးတန်းထားပြီဆိုတော့ဒီမှာတနှစ်သုံးညအခွေဆိုတော့ဒီမှာလည်းအတူတူပဲသုံးညပူရတယ်တနှစ်သုံးညအခွေကျမှပါတယ်ခွန်90အခွေလည်းပါတယ်ဗောနော်ဒီအောက်မှာတနှစ်လည်းထပ်ထွက်တယ် ဒီမှာလည်းထွန်းနေနေကောင်းဒီမှာကျတော့ကနန်းကနှစ်ကွက်သေးပဲရှိရယ်တခြားမရှိဒီမှာဒီ6အပူးကိုကျွန်တော်တို့ဖယ်လိုက်လို့ရှင်6တုံညပဲရှိရယ်ပေါ့နော်သူ့ကိုတုံညနဲ့ကပ်မယ်ဆို6တုံညပဲရှိရယ်အဲ့တော့6တုံညထွက်တယ်ပြီးရင်9ခွန်းတုံညအခုရခွန်ခွန်ထွက်တယ်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့၄သုံးလုံးတန်းထားတယ်ကျွန်တော်၄နှစ်တုံညအခွေဆိုပြီးရှိရယ်ဒီမှာတုံညတုံညလည်းထွန်းနေနေကောင်းပဲတုံညနှစ်နှစ်နှစ်ပေါ့နော်9ခွန်းတုံညအခွေလည်းဒီမှာဒါပဲပေါ့နော်9ခွန်းတုံညအခွေ အဲ့တော့ဒီမှာလဲကျွန်တော်တို့6သုံးလုံးတန်းထားပြီ683ညအခွေလဲဒီမှာ3ည3ညပဲအတူတူပဲ68လဲထွက်တယ်ပြီးရင်9ခွန်း3ညအခွေ3ည5 3ည3ညဆိုပြီးထွက်တယ်ဒီမှာလဲကျွန်တော်3ည3လုံးတန်းထားပြီဒီ3ည3ဆိုတော့ကနက်နှစ်ခွက်ပဲရတာဗောနော်ဒီမှာတော့အဲ့နှစ်ခွက်ကလဲဒီမှာ30ဆိုပြီးထွက်တယ်3ည5ခွန်းအခွေရတော့ဒီမှာမထွက်သွားဘူးဗောနော် ဒီပင်မာလာမသိကျွန်တော်3.5ခွန်ခွန်5တခွက်ကောင်းလိုက်တာခွက်ကောင်းထိုးတာဒီပင်မာပေါ့နော်မထွက်သွားဘူးအဲကျွန်တော်တို့ထိုးလို့လားတော့မသိဘူးမထွက်သွားဘူး5ခွန်3.5ခွေတော့ပျောက်ထွက်သွားတာကျွန်တော်ဒီမှာဆိုလည်းပဲထုံနေလကောင်းပဲကျွန်တော်တို့ဒီမှာ4.3ဆိုရယ်ခဏနှစ်ကွက်သေးပဲပေါ့နော်4.3 4.3 3.3ပေါ့ဗျာပြောမယ်ဆိုရင်4.3အခွေပေါ့အဲ့ဒါမှ4.4လို့ခွက်တယ်ဒီမှာလည်း3.3လို့ထွက်တယ်ပေါ့နော်3.5ခွန်လည်းဒီတိုင်းပဲ အခုကျွန်တော်တို့ဒီမှာ63လုံးဆိုပြီးတော့တန်းထားတာရှိရဲ့အဲ့တော့ကျွန်တော်တို့ဒီမှာအောက်မှာဒီ630ဆိုရဲအခွေရဲ630ကိုမယ်ခွန်9တုံ냐ဆိုရဲအခွေရဲအဲ့နှစ်ခွေရှိရဲ့ဗောနော်အဲ့နှစ်ခွေကိုဘယ်ဟာကိုပို့ကြိုက်လဲဆိုရင်တော့ခွန်9တုံ냐ကတော့ကျွန်တော်တို့ကပို့ပြီးမမရှာရှာရှိရဲ့လို့ခံစားရတယ်ဗောနော်ဒါပေမဲ့ဒီ630အခွေရလဲသူကလဲထွက်ရင်စောပြီးတော့ကက်ရက်ဒီအဲ့လိုမျိုးစောထွက်တယ်ဗောနော်နည်းနည်းစောစောအစောပိုင်းနေမှာလဲဒီကောင်တွေရဓမ္မဆိုလို့ရှိရင်လဲ 81.4လို့ဒီမှာစောစောထွက်တယ်ဗောနော်3ရက်အတွင်းလောက်ဒီထွက်တယ်အဲ့တော့ဒီ6.3ညအခွေရလဲကစားရင်တော့ကစားလို့ရတယ်ဒါပေမဲ့အဓိက main အနေနဲ့ကျွန်တော်နောက်ထပ်တစ်ခွေပဲရွေးရမယ်ဆိုရင်တော့ဒီ953ညအခွေပဲကျွန်တော်ရွေးအဲ့953ညအခွေမှာဆိုလို့ကျွန်တော်59နဲ့90ဆိုရခဏနှစ်ခွက်ကိုမွေးရမှာဗောနော်အဓိကဒီဘက်ထဲမှာထွက်နောက်ဘက်ထဲမှာမွေးရမယ်အဲ့မှာမှကျွန်တော်တို့ဒီ9ခွန်က အရင်ခါတော့ကကျွန်တော်ပြောဘူးလေတချို့မိတ်ဆွေတွေတိတ်နေမှာတခွက်ကောင်းဆိုတဲ့ပုံစံမျိုးဒီအောက်မှာလည်းကျွန်တော်ပြခဲ့ဘူးလေဒီလိုတွေဖြစ်လာရင်၅ခွန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 ်နော်၅ခွန်ကမိန်းနေနေဆိုလို့ရှိရင်85တောင်တစားလို့ရတယ်ဗောတခွက်ကောင်းနေနေအဲ့ဒါလေးရှိမယ်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ပြင်ပြရပါတော့တကယ်လို့ဒီ6 3လုံးတန်းတာမှမဟုတ်ဒါဘာရေကနန်းမဲ့3လုံးမဲ့တန်းတဲ့ကျွန်တော်တို့ နောက်လေးอ่ะအဲ့တော့ကျွန်တော်တို့ဒီမှာနောက်ထပ်အခွေတစ်ခွေအနေနဲ့ကျွန်တော်9ခွန်3ညအခွေဆိုပြီးတော့ကျွန်တော်ထည့်ပြီးမယ်เนาะ9ခွန်နဲ့9ခွန်နဲ့90ပေါ့เนาะ main ကွက်ကကျွန်တော်ဒီ630အခွေကိုတော့ကျွန်တော်ထည့်ပြီးတော့ဒီထဲမှာထည့်မရတော့ဘာလို့ဆိုတော့ဟိုအများကြီးအရင်များနေတဲ့ခါကျရင်ဘာထိုးလို့ထိုးရမှန်းမသိဘူးအဲ့ဒါကြောင့်မို့ကျွန်တော်တက်နိုင်တခြားခါကြီးဖြတ်ပြီးတော့မနေ့ကတော့ဒီ တကယ်နှစ်ကပ်သုံးကပ်လေးကပ်ပဲယူပြရမလို့ဒီနှစ်ကပ်ထွက်သွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ်နှစ်ကပ်ပဲကျန်တော့အဲ့နှစ်ကပ်ကိုမှကျွန်တော်အခွေမရှိတော့ဘူးဖြစ်တဲ့တုန်းကအခွေတစ်ခွေထက်ထက်တိုးပြီးကြတယ်ဗောနော်အခွေတစ်ခွေကျွန်တော်တို့ဒီငါးခွန်းသုံးညာခွေကြရင်လည်းကစားကိုပြစ်ကြရင်လည်းကစားသုံးညာတစ်နှစ်သုံးကြရင်လည်းကစားဒါပေမဲ့အဲ့ငါးခွန်းသုံးညာအခွေကအခုဘက်ထဲမှာထွက်လာနိုင်တယ်လို့မထွက်ရင်လည်းနောက်ဘက်ထိကစားရမှာနော်အဲ့ဒါလေးတော့ရှိရဗောနော်သူကတော့ကျွန်တော်တို့ဒါကသူကအစောပိုင်းမှာထွက်ထားတာဖြစ်တဲ့အတွက် ဟိုတန်းလာတာပြည်သူတွေကျွန်တော်တို့9ရက်အတွင်းလို့တော့ပြီးယူလို့မရဘူးဗောနော်ဒီတစ်ပတ်မထွက်ရင်နောက်ပတ်ကြီးကစားရမယ်ဆိုတဲ့ပုံစံမျိုးတော့ဖြစ်တာဗောနော်ကဲမျိုးတွေအားလုံးပဲအောင်မြင်ကြကောင်းကြပါစေနော်